အရေးကြီးဆုံးကကလီမာလီရဲ့စိတ်ဓာတ်ရကမိသားစုတွေကရတာလားဒီဟန်ရတာလားဆိုတာတည်တည်ချာချာသိအောင်လုပ်ပါ မေသမီးရေသမီးဟာဘာလည်းမရှိဘူးဒီမှာလည်းမရှိဘူးဟုတ်အဆိုအိမ်ကြီးထွက်လာမယ်ခြံကားတော့ခတ်ထားတာပဲခတ်တော့လားခြံကားတော့ခတ်ထားတယ်ဆိုလို့ရှိရင်ကြော်ကြော်တို့အိမ်ဖက်ကိုခဏတော့ကြာလာတမီးနေတော့ဟာဘာလို့ 别的病跟俺不一样。大明，大明，大明，俺那天在地碰你了，我老看你把脸像多少年了，大明，嗯，看你把哪里的大明，来来，看你把头发长了吗，大明啊？ကလေးမလေးရဲ့ စိတ်ကြောက်ယောဂဝိညာဉ်ကိုခံစားနေရတာဗျာသူ့မှာစိတ်ထန်ရတခုခုရှိနေတယ်ဆိုတော့ခင်ဗျားတို့တည်တည်ချာချာကူးဆက်ဖို့လိုနေမယ်ဟုတ်ကဲ့ပါဆရာကျွန်တော်တမီလေးမှာနောက်ထပ်ဆူဆူရွားဖြစ်နိုင်တဲ့ယောဂလက္ခဏာမျိုးတွေရှိသေးလားဆရာအဲ့ဒါခင်ဗျားတို့ပုံမူတည်တယ်ဗျာကလေးမလေးကိုကောင်းကောင်းမွန်မွန်နူးနူးတူတူပြန်ဆက်ဆက်မယ်ဆိုရင်ဒါမှမဟုတ်သူလူချင်တာလေးတွေသူဖြစ်ချင်တာလေးတွေကို အများကြီးမဟုတ်တော့ဖြည်းဖြည်းချင်းဖြည့်ဆည်းပြီမယ်ဆိုရင်သူ့စိတ်ကပုံမှန်ချင်းတွေကိုပြန်ရောက်ရှိမှာပါအခုလိုပြောပြပေးရအတွက်ကျေးဇူးတင်ပါတယ်ဆရာကျမတို့လည်းအခုချိန်ကနေစပြီးသမီးလေးကိုအရင်ချက်ပို့ပြီးတော့အယူဆိုင်ပါမယ်ရှင်အရေးကြီးဆုံးကကလီမာလေးရဲ့စိတ်ဓာတ်ရကမိသားစုတွေကရတာလားဒီရရတာလားဆိုတာတိတိချာချာသိအောင်လုပ်ပါ အဲ့ဒါဆိုရင်ခင်ဗျားတို့မိဘအနေနဲ့ကလေးမလေးကိုချင့်ကြတာပိုလွယ်တာပေါ့ဗျာသူ့ရဲ့လိုအပ်တာတွေကိုဖြည့်ဆည်းတာလဲပိုလွယ်ကူသွားတာပေါ့လိုအပ်ရင်အချိန်ပြည့်ကျွန်တော်စီဖုန်းဆက်ပါโอเคပါဆရာအဲ့ဒါကျွန်တော်တို့ နေ့ကစပြီးဒိန်နဲ့မောင်မီးကတမီးကိုပဲအချိန်ပြီးတော့မှတမီးလေးကဘာလုပ်ချင်လဲဘယ်သွားချင်လဲဒက်ဒီကိုပြောလေတမီးဘယ်မှမသွားချင်ဘူးတမီးဘာမှလည်းမလုပ်ချင်ဘူးအဲ့လိုတော့ဘယ်ဟုတ်ပါမလဲတမီးရဲ့တမီးဘယ်မှမသွားတာကြာနေပြီပါလားတမီးဘယ်မှမသွားချင်ဘူးတမီးဘာမှလည်းမလုပ်ချင်ဘူးလို့ပြောနေတယ်ဘာလို့တမီးကိုအတင်းလှုပ်နေကြတာလဲအာ အဲ့လိုမဟုတ်ပါဘူးတမီးရဲ့ဟိုမမီနဲ့တေရီကိုတမီးပါရီလုံကြဖြစ်နေရလဲမမီတို့တမီးပါမချိုက်ဘူးလေတမီးရင်ထဲမှာရှိရအတိုင်းပြောပါလားတမီးလေတမီးကဒယ်ရီကိုစိတ်ဆိုးနေတာမလားဟိုဒယ်ရီလည်းနောက်တစ်ခါတမီးမချိုက်တဲ့အမမျိုးမလုပ်တော့ဘူးလေဒယ်ရီခရီးပေးပါတယ်မမီရလေးလေနောက်ဆိုရင် သမီးမကြိုက်တဲ့အရာတွေဘာကောမှအတင်းချက်မခိုင်းတော့နော်မမေသမီးတွေကတချင်းဆိုကြတာမလားအော်သမီးဝါသနာပါတဲ့ဟာတွေကိုလောက်အမီရနောက်ကလိုက်ပြီးဖြည့်ဆည်းပေးမယ်နော်ဟုတ်တယ်သမီးရဲ့အတေကသမီးလေးစိတ်ချမ်းသာဖို့ပဲအတော့သမီးကဒိန်းနဲ့မမမျိုးစိတ်လည်းမဆိုးနဲ့တော့အပြစ်လည်းမတင်နဲ့တော့ဒီနေ့ကစပြီသမီးလှုပ်ချင်တာဖြစ်ချင်တာတော့ဒိန်းနဲ့မမမျိုးဖြည့်ဆည်းပေးတော့မှာသမီးရဲ့မမမျိုးမှာဒီသမီးတယောက်တည်းရှိရလေ သမီးကမမီတို့ကိုစိတ်ဆူနေတော့မမီတို့ကဘယ်လိုလုပ်နေရမှာတော့စိတ်မဆူနေတော့နော်အမေတမီးကဲစိတ်ဆူပြီလေဆိုတော့တိုင်နဲ့မမီတေးချာနေပြုံးရအောင်တမီးဟန်ကိုဟိုတရင်စာရှင်နေမှာတော့အချိန်နီးနေပြီလေဘာမှမပြင်ဆင်ရသေးဘူးလားပြင်လိုက်မယ် အောက်မှာအစင်းစင်းဆောင်တယ်မဟုတ်တာပဲကျွေးအစကူတော့ပြန်လိုက်တော့မယ်နော်အမီလေးစင်မစုံနေတော့နော်မမီးတယ်လီကဘာကိုဖြည့်ရှင်းမှုသွားမှလဲသမီးလေးအတွက်ပေါ့ဟုတ်သမီးရဲ့ မီးလေးအေးစစီလေးခဏနားလိုက်အောင်နော်မမီးသမီးတွေတွေကိုတွားပြီးပြင်ဆင်ပေးလိုက်အောင်မယ်ဟာလာပြုံးမော် ကျွေမလိုက်တော့ဘူးเนาะကိုခန့်ကိုအကောင်းဆုံးလုပ်နိုင်မယ်လို့ကျွေရုံပါတယ်သူတမီးရဲ့ပြီးနားမှာပဲရှိနေပြီချင်တော့ပါတမီးနားမှာပဲနေပြီလဲเนาะကျွေကိုတော့စိတ်ချလို့ရတယ်အောင်ကော ရပါပြီဗျာအဲဆိုသွားလိုက်တော့เนาะ ီနေ့ကျွန်တော်မီဒီယာရှေ့ကိုရောက်လာတဲ့အကြောင်းအရာတော့အခုလူတွေကြားထဲမှာပြန့်နှံ့နေတဲ့ကျွန်တော်တို့အိမ်တော်ကြီးကောလာဟာလာနဲ့ပတ်သက်ပြီးပြောပြချင်လို့ပဲဖြစ်ပါတယ်ဗျ။ဟိုလူတွေပြောနေကြသလိုကျွန်တော်နဲ့ကြွေနဲ့ကွာရှင်းပြဆဲလိုက်ပြီးဆိုတဲ့သတင်းကသတင်းအမှားသာဖြစ်ပါတယ်။ကောလာဟာလာဖြစ်တယ်ဆိုတဲ့အကြောင်းလည်းပြောပြချင်ပါတယ်။ပြီးတော့ကျွန်တော်တို့အိမ်တော်ကြီးကအဆင်ပြေပြေပဲရှိနေတယ်ဆိုတဲ့အကြောင်းအားလုံးအတီးပြပြောကြားချင်ပါတယ်ခင်ဗျ။ ပြီးတော့ဒီနေ့ပွဲလေးကိုကျွန်တော်ရဲ့အမျိုးသမီးမရောက်လာနိုင်တာကလည်းကျွန်တော်တို့ရဲ့သမီးလေးဂျီဘူခန့်ကိုချမ်းမရဲ့အခြေအနေကြောင့်သူဂယုစိုက်ပေးနေရလို့မရောက်လာနိုင်တာပဲဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ဟိုဆက်ပေါ်နေပတ်သက်ပြီးတော့ online ပေါ်မှာပြည့်နေတဲ့ဒီပုံနဲ့ပတ်သက်ပြီးတော့ဆက်ပေါ်နေတဲ့အများပြောချင်နေတယ်ရှင်။အဲ့ဒီပုံလေးကဘယ်လိုလဲ။ဟုတ်ကဲ့ဒီပတ်သက်ချင် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အားလုံးကိုအမှန်တိုင်းပြောပြဖို့စဉ်းစားထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဥက္ကဋ္ဌကိုစာကျွန်တော်ကပဲဖြေကြပေးနေပါတယ်